အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Pattern Channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့ Season 2ဆက်သူမြန်ဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးရှင်ပါတယ်။ဒါကြောင့်ပရိသတ်လေးတို့ကပြပြန်လေးခံပြီးတော့မှဇလန်လေးရဲ့အဆုံးထိကိုကြည့်ရှုအားပေးချပါအောင်နော်။ Hello ကျွန်တော်ကတော့ Washington မှာနေထိုင်တဲ့ Carol လို့ခေါ်ပါတယ်။ဒီနေ့မှပရိသတ်လေးတို့ကိုပြပြခြင်းနဲ့ကျွန်တော်ရဲ့ဇလန်လေးတစ်ပုဒ်ရှိနေပါတယ်။ ဒါပေမဲ့မပြောပြခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပြပါအောင်နော်ကျွန်တော်ကမပြည့်စုံတဲ့မိသားစုမှာမွေးဖွားပြီးတော့ကြီးပြင်းလာခဲ့ပါတယ်ကျွန်တော်အသက်၃နှစ်အရွယ်မှာကျွန်တော်မိဘတွေက question လိုက်ကြတယ်ပြီးတော့မိမိကတခြားယောက်ျားနောက်ကိုလိုက်သွားခဲ့ပါတယ်ကျွန်တော်ရဲ့ဖြစ်တည်မှုကိုတော့မှ သူကခ ्यू မဆိုင်ဖဲနဲ့ပေါ့အဲ့ဒီအချိန်လေးကစပြီးတော့ကျွန်တော်လည်းဖေဖေနဲ့ပဲတူတူနေခဲ့ရပါတယ်မိမိမရှိတော့တဲ့အချိန်ကစပြီးတော့ဖေဖေကကျွန်တော်ကိုတော့ရန်ခ ्यू ဆိုင်လိမ့်မယ်လို့ကျွန်တော်ထင်ထားတာ ဒါပေမဲ့မဟုတ်ခဲ့ပါဘူးပို့ပြီးတော့ဆေးဆိုးလွယ်လာပြီးတော့ကျွန်တော်အပေါ်ကိုလည်းအေးဆက်လာပါတယ်ကျွန်တော်အပေါ်ကိုစိတ်ဝင်စားမှုကတော့0ပမာဏပဲရှိပါတယ်အဲဒါကြောင့်မဲ့ကျွန်တော်ကြီးလာတဲ့အခါမှာတော့သမားပိုင်ပစ္စည်းတွေကိုဖျက်ဆီးတတ်တဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်တိတိကျကျပြောရရင်တော့ကျောင်းပိုင်ပစ္စည်းတွေကိုဖျက်ဆီးတာတငယ်ချင်းတွေကိုအနိုင်ကျင့်တာကျောင်းရဲ့ပစ္စည်းတွေကိုလည်းဖျက်ဆီးပစ်တဲ့အထိလုပ်ပါတယ်အစကတော့ကျွန်တော်ကျောင်းနာခံရတာမျိုးပဲဖြစ်တာပေါ့ ဒါပေမဲ့ကျွန်တော်တမင်တကာရှိရပြီးတော့လုပ်တယ်ဆိုတာကိုအားလုံးကသတိထားမိလာကြတယ်။ဒီလိုမျိုးကျွန်တော်လုပ်တဲ့အချိန်တိုင်းကျွန်တော်တို့ကျောင်းဆရာမကြီးကကျွန်တော်ကိုစုပူတာပဲအမြင်နဲ့ကြားနေရပါတယ်။ဒါမျိုးကိုနောက်ဆုံးအချိန်သတိပေးတာနော်။နောက်တစ်ခါဒါမျိုးထပ်လုပ်လို့ကတော့ငါတို့ကျောင်းကမင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး။ကျွန်တော်ကျောင်းမှာမထမ်းနိုင်ဘူးဆိုရင်လေကျောင်းကနေထုတ်ပြလိုက်ကြပါ။မင်းမင်းမိဘတွေကိုငါဖုံးဆက်မယ်။ကျွန်တော်ကိုယ်တိုင်တော့သူတို့ကိုမတွေ့ရတာအတော်ကြာနေပြီဆရာမရဲ့။ သူတို့ကိုတွေ့တဲ့ခါကျမဘူးလေးပါလီတော်တောင်းချင်မိသေးတယ်။ဆီယမကဒီလိုခေါ်ပေးတယ်ဆိုတော့ကျွန်တော်မဘူးမမြင်ရတော့မှာပေါ့။ကျေးဇူးတင်ပါတယ်နော်။စကားမဆက်ကျွန်တော်မဘူးရတဲ့ခါကျရင်လေဆီယမကိုစပင်းညက်ဆိုင်ခေါ်သွားပြချင်မိတယ်။ဘာလို့ဆိုတော့ဆီယမရဲ့စပင်းစတိုင်ကငှက်တိုက်နဲ့တူနေလို့လေ။ဒီလိုပြောပြီးတော့ဆီယမရဲ့စိတ်တွေကိုဆူနာမီလိုမျိုးတောင်းချမ်းဖြစ်ခဲ့ပြီးကျွန်တော်ကတော့ဒီတိုင်းလေးပဲတတရရထွက်လာခဲ့ပါတယ်။ဒီလိုမျိုးရဲ့အချင်းချင်းဖြစ်တိုင်းကျွန်တော်ကတော့နောက်ထပ်ပြမှုတွေကိုဘယ်လိုလုပ်ရမလဲဆိုပြီးဆက်ပြီးပဲတွေးနေမိပါတယ်။ ကျွန်တော်တို့ဒီလိုလုပ်ရတာကပို့ပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းလာတာပေါ့ဒီတစ်ခါတော့ကျွန်တော်ကိုမုန်းနေတဲ့သူတွေကိုနည်းနည်းလေးသင်ငန်းစာပေးချင်မိတာသူတို့ကကျွန်တော်ကိုအထင်မသေးသင့်ဘူးဆိုတာကိုပြချင်တာပေါ့ကျွန်တော်ရဲ့ပထမအဆုံးပြစ်မှတ်ကတော့ Bibis ဖြစ်ပါတယ်သူကျွန်တော်အများနဲ့အထင်သေးတယ်ကျွန်တော်ကမိမဆုံးမဖမဆုံးမသားဆိုပြီးတော့တခြားသူတွေကိုသူကအများနဲ့ပြောတတ်တယ်လေကောင်းပြီလေဒီလိုဆိုတော့မိဘမရှိတဲ့ဘဝကဘယ်လိုမျိုးလဲဆိုတာကိုသူ့ကိုပြအောင်လုပ်ပေးရမှာပေါ့ သူက roller skate စီးရတာကိုစိတ်အားထက်သန်တဲ့သူတစ်ယောက်ပါ။ကျောင်းကိုလာတဲ့ချိန်တိုင်းအမြဲတမ်းဒါကိုစီးပြီးတော့ပဲလာလို့ရှိပါတယ်။လူတွေပြီးနောက်ကနေဖြတ်သွားတဲ့ချိန်တွေဆိုရင်လည်းသူကမျက်နှာပြန်ပြသွားသေးတယ်။ဒီနေ့လဲသူအဲ့ဒီမျက်နှာပေးမျိုးထပ်ပြီးလုံနိုင်မလားဆိုတာကြည့်ရအောင်။နေ့လယ်စစားတဲ့ချိန်ကျတော့အားလုံးကန်တီးနဲ့မှရှိနေတော့ကျွန်တော်အတိုင်းနဲ့ကိုပြန်ရောက်လာတယ်။ Pivis ရဲ့ roller skate ဖက်နှက်ကနေပြီးတော့ကျွန်တော်ဘိန်းတွေကိုဖြုတ်ထားပေးလိုက်တယ်လေ။မူလီလေးနည်းနည်းကိုပဲဖြုတ်ထားလိုက်တာပါ။ ဒါမှသူအားလုံးရဲ့ရှိမှအဆက်ကိုတော့မှကိုကျွန်တော်မြင်ရမှာ။အကြောင်းစင်တော့ roller skate ကိုစီးပြီးတော့ beavis တယောက်လည်းထွက်လာခဲ့တာပေါ့။သူနားကဖြတ်သွားတဲ့သူတွေကိုမျက်နှာပြောင်းပြီးတော့ပုံမှန်အတိုင်းထွက်သွားနေကြပဲ။သူ့ရဲ့ဖက်နှက်ကခဏတည်းသူ့ကိုဒုက္ခပေးတော့မယ်ဆိုတာကိုသူကိုယ်တိုင်မသိခဲ့ဘူးပေါ့။ကျွန်တော်သူ့နောက်ကနေဒီတိုင်းလေးရက်ကြည့်နေတယ်။ wow လဲသွားပြီပေါ့။ကျွန်တော်လည်းအကျယ်ကြီးဟားတိုက်ပြီးရေမောနေတဲ့အချိန်မှာပဲရုပ်တရက်အော်ဒါတစ်ခုကိုကြားလိုက်ရပါတယ် ။အိုးသူသူသွေးတွေထွက်နေပြီ။မြမြညမြအရေးပေါ်ကခေါ်လိုက်ကြ။ချစ်ပါအောင်သူတော်တော်ထိကြိုက်သွားတာ။ဒီလောက်ဆိုရင်တော့အဆင်မပြေလောက်ထင်တယ်။ဟေးဟေးအောင်မင်းရှိပြေးလား။ဘီဘစ်ရဲ့အနားမှာလူတွေဝိုင်းလာတယ်။သူ့ဘေးနားမှာမော်တော်ဆိုင်ကယ်စီးတဲ့သူတယောက်လည်းရှိနေပြီးတော့မော်တော်တဆောက်မှုကြီးကြီးတစ်ခုဖြစ်သွားတဲ့ပုံစံလိုဖြစ်နေတာ။နောက်တော့အရေးပေါ်ကရောက်လာပြီးသူ့ကိုခေါ်သွားတော့မှပဲ။တခြားသူ့ကိုကြည့်နေကြတဲ့သူတွေလည်းပြန်ပြီးတော့လှည့်သွားပါတယ်။ အဲ့ဒီအချိန်မှာကျွန်တော်နားလည်သွားတာကကျွန်တော်ထင်ထားတာထက်ပိုပြီးတော့မတော်တဆမှုကပိုပြီးတော့ကြီးသွားတာကျွန်တော်မျောလင့်ထားတာကဒီတိုင်းလေးချော်လေးကြောက်သွားပြီးတော့အားလုံးရဲ့ရှေ့မှာအဆက်ကောက်တော့ပို့ပဲနောက်တနေ့ကျတော့ဆရာမကသူ့အဆင်ပြေတယ်ဆိုတဲ့အကြောင်းကိုအတိုင်းနဲ့ပါကြီးညာပြပါတယ်ဒီချိန်ထဲမှာပဲစကိတ်စီးတဲ့အခါမျိုးမှာလည်းကျွန်တော်တို့ကိုတတိထားရမယ်လို့ပြောနေပါတယ်ဖြစ်နိုင်ကြရင်ဒီလိုမတော်တဆမှုတွေမဖြစ်အောင်လို့ဒါမျိုးတွေကိုရှောင်တင်တယ်လို့ဆရာမကဆုံးမနေတာပေါ့ကျွန်တော်လည်းမြင်မြင်ပဲမတော်တဆမှုအကြောင်းကိုမေးပြလိုက်ပါတယ် ဒီတစ်ခါတော့ကျွန်တော်ရဲ့ဥတီချက်ကအမှန်တာပါ။သူကအမြဲတမ်းသူ့မိသားစုကဘလောက်တောင်ပြောဖို့ကောင်းတယ်ဆိုတဲ့အကြောင်းကိုတခြားသူတွေကကြွားပြီးပြောလို့ရှိပါတယ်။တခါတလေသူ့အမေကသူ့ကိုဘလိုမျိုးခယူဆိုင်တယ်။သူ့အဖေကသူ့ကိုဘလိုမျိုးစောင့်ရှောက်တယ်ဆိုတဲ့အကြောင်းတွေကိုလည်းအမြဲတမ်းပြောနေပါတယ်။နင်သိလား။ငါအဖေကလေငါအယုံဆိုင်ဒီဇိုင်းကိုသဘောကျတယ်လို့ပြောလိုက်တာ။အဲ့ဒီအယုံဆိုင်တစ်ခုလုံးကိုငါအတွက်ဝယ်ပေးလိုက်တယ်။ဝမ်းဟုတ်လား။နင်အဖေကရမ်းမိုက်တာပဲနော်။ ငါ့ကိုအမြဲတမ်းလာကြုံနေကြပြန်ကားကြီးကိုနင်တို့သိရမလားငါအသက်16နှစ်ပြည့်တဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ငါမိကငါ့ကိုအဲ့ဒီကားဝယ်ပေးလိုက်တာလေဟမ်နင့်ကိုအားချလိုက်တာဟဲငါလည်းနင့်လိုမျိုးဖြစ်ချင်လိုက်တာအဲအကြောင်းကလည်းသူတို့ကိုပြန်ပြီးကျေးဇူးဆက်တဲ့အနေနဲ့မြို့နယ် scholarship ကိုရအောင်လို့လုပ်မယ်လို့သူတို့ကိုကတိပေးလိုက်တယ်လေတခြားသူတွေကတော့သူ့ကိုအားကျနေကြပေမဲ့ကျွန်တော်ကဒါမျိုးတွေကြားရတဲ့အချိန်တိုင်းသူ့ကိုအရင်စိတ်ပြက်မိပါတယ်။တခါတလေကျွန်တော်လည်းမထိန်နိုင်ပဲနဲ့သူ့ကိုသွားပြီးတော့ဆက်လိရှိပါတယ်။ ဝေါလိမ္မာလိုက်တဲ့ကလေးပဲနော်နင်ကဟုတ်တယ်လေငါမိဘတွေကငါ့ကိုအမြဲတမ်းလိမ္မာစေဖို့အတွက်ဆုံးပါထားကြတာနင်လိုမျိုးအသုံးပွင့်တဲ့သားသမီးတယောက်မဖြစ်စေဖို့ပေါ့အိုးငါမေ့သွားတာနင်မိဘတွေကနင်ကိုဘာမှမသိမ်းပေးကြတာဟုတ်တယ်မလားနင်ဟုတ်တာပဲငါပြောတာမှန်သွားတဲ့ပုံပဲဒီလိုပြောပြီးတော့သူကအောင်းနိုင်သူအပြုံးနဲ့ကျွန်တော်စီကလက်ထွက်သွားပါတယ်ကျွန်တော်ကိုသူကအသုံးမချတဲ့သူဆိုပြီးတော့ရရဲ့ကြီးပြောလိုက်တာလား ကောင်းပြီလေသူဘလောက်ထိကြွားနိုင်မလဲဆိုတာကိုကြည့်ကြတာပေါ့ဒါကြောင့်မယ်အမန်တာကပညာသင်ဆုရဖို့အတွက်တကုတ်တခဲစူးစမ်းနေတာပါဒါပေမဲ့အဲ့ဒီလိုပညာသင်ဆုကပြမှုရှိတဲ့ចောင်းသားတွေအတွက်ဆိုရင်တော့ဘရမဖြစ်မလာနိုင်တဲ့အရာပါအဲ့ဒါကပဲကျွန်တော်တို့ကိုဖြစ်သွားစေချင်တဲ့ပုံစံမျိုးပဲလေနောက်တစ်နေ့ကျတော့ကျွန်တော်တို့အစမ်းဆောင်ပွဲလေးတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒီဆောင်ပွဲကအမန်တာလိုမျိုး scholarship ရခြင်းနဲ့တူတယောက်အတွက်တော့အရင်အရေးကြီးတဲ့ဆောင်ပွဲမျိုးပါ ူကဒီဆောင်မှုအတွက်ခြေအများကြီးယူပြီးတော့ပြင်ဆင်ထားရလို့ကျွန်တော်ကြားဘူးရယ်။ဒါပေမဲ့ကျွန်တော်ဒီတန်းလေးပဲသူ့ကိုလွတ်ပေးလိုက်မှာမဟုတ်ပါဘူး။ဆရာကဆောင်းဝဲကန်းတွင်းနဲ့ကိုဟိုလျှောက်ဒီလျှောက်နဲ့လှည့်ပတ်ပြီးရှောင်းနေတဲ့အချိန်ကျွန်တော်လည်းစာကိုချလာတဲ့စာရွက်လေးကိုထုတ်လိုက်ပါရယ်။ကျွန်တော်ဒါကိုလိုက်ပြီးတော့သူ့ချောင်းနာကိုပြစ်ပေးလိုက်တယ်။အမန်တာလန့်သွားပြီးတော့ကျွန်တော်ကိုလှည့်ကြည့်လိုက်တာပေါ့။ကျွန်တော်ဘောပင်ကိုပြန်ကောက်လိုက်ပြီးတော့မတိချာဆောင်းပြီးတော့ကို့ဘာသာကိုဆောင်းမွဲကိုဖြီးနေလိုက်ပါတယ် အမန်တာလည်းတည်ခြင်းစိတ်ကြောင့်အဲ့ဒီစာရွက်ကိုကောက်ကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့အတွက်မကောင်းတဲ့မုံတန်းကြီးတစ်ခုကရှာပြီးတော့ဝင်ရောက်တိုက်ခိုက်သွားတာပေါ့။ဆရာတွေ့သွားပြီးတော့စာရွက်ကိုအမန်တာလက်ထက်ကလူးလိုက်ပါတယ်။အမန်တာမင်းတာဘာလုပ်တာလဲ။မင်းကဆောင်းမမလားခိုးချနေရလား။မဟုတ်ပါဘူးဆရာ။အဲ့ဒါကတမီးရဲ့စာရွက်မဟုတ်ပါဘူး။တမီးမြေကြီးပေါ်ကနေတွေ့လိုက်တာပါ။မြေကြီးပေါ်ကနေတွေ့လိုက်တာဟုတ်လား။ဒါကစီစီပေးလို့ရတဲ့အရာလို့မင်းကထင်နေရလား။ အဲ့ဒါသမီးဟာမဟုတ်ဘူးလို့ပြောနေရနော်ဒါဆိုဘယ်သူဟာလဲမင်းပြောကြည့်ပါဦးသမီးလည်းမသိဘူးဆရာအဲ့အဲ့ဒါကတဲလကသမီးစီကိုပြက်လိုက်တာအမန်တာမင်းရဲ့ယူရက်ချက်ကဘာလဲဆိုတာဆရာသိနေရနော်ဒါကုံလို့ရင်ဘလို့အကျိုးဆက်တွေဖြစ်မလဲဆိုတာမင်းကိုယ်ကမသိတာလားအခုချက်ချင်းဆောင်းပွဲကန်းတွေကထွက်ပြီးတော့ဆရာကိုရုံးကန်းတွေမှာလာတွေ့ပါအမန်တာယူလာအောင်ပဲစိတ်တွေဖောက်ပြသွားတယ်။ဆရာရဲ့လက်ထက်ကစာရွက်ကိုယူပြီးတော့ပိုင်းပိုင်းလုံးချေပြီးဖြည့်ပစ်လိုက်ပါတယ်။ ဒါသမီးကမဟုတ်ဘူးလို့ပြောနေရလေသမီးဓာရီကိုမလုပ်ဘူးဆောင်းမမခိုးချရတဲ့အလို့သမီးဘာမှမလုပ်ဘူးဒီလိုပြောပြီးတော့ငိုပြီးတော့သူလည်းအခန်းထဲကထွက်သွားပါတယ်ကျွန်တော်အမြဲတမ်းလောက်ပြောင်းနေကြတဲ့သူကဒီလိုမျိုးဒုက္ခရောက်နေရအောင်ကြည့်ရတာကျွန်တော်တော့ဘလောက်တောင်မှထိုက်တန်နေရရှာလိုက်အဲ့ဒီနေ့ကရှာလိုက်အတွက်ကျွန်တော်အရန်ကိုကျဉ်းနေသွားတယ်အဲ့ဒါကြောင့်မယ်ကိုကိုကိုဆူချဖို့အတွက်ဆုံးဖြတ်လိုက်တာပေါ့ခါမိုးတက်မှသွားပြီးတော့ကောင်းကောင်းမွန်မွန်လေးအိတ်ဖို့ဆုံးဖြတ်ထားတယ် ကျွန်တော်ခေါင်းမိုးတက်ကိုတက်သွားတဲ့အချိန်မှာတော့တရားရရဲ့ငူတန်ကိုကျွန်တော်ကြားလိုက်ရပါတယ်။ပုံရှုပ်ခွေရှုပ်နဲ့ကြည့်လိုက်တော့အမန်တာကပန်းအိုပီနောက်မှာထိုင်ပြီးတော့တယောက်ထဲကိုနေတော့ကိုကျွန်တော်တွေ့လိုက်ရပါတယ်။သူ့ရဲ့ပခုံးတတိလေးတွေကတုံရဲပြီးတော့အရန်စောင့်နေပါတယ်။သူ့လက်ထဲမှာလည်းဓပ်ပုံတပုံကိုကင်ထားပါသေးတယ်။မမေရဲ့သမီးတော်မမာရယ်။သမီးမမေကိုပေးထားတဲ့ဂတိကိုမတီးခဲနိုင်ဘူး။မမေအခုသမီးကိုစိတ်ပြတ်နေပြီလား။မမေသာဒီနားမှာရှိမယ်ဆိုရင်တိတ်ကောင်းမှာပဲ။ မမေဘာဖြစ်လို့တမိကိုအစောကြီးထားသားခဲ့ရတာလဲဖះကြီးဒါဘလို့ဖြစ်တာလဲကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးတုံငယ်ပြီးတော့ခြောက်ခြောက်သွားတယ်ကျွန်တော်လုံးလိုက်တာကမှားများမှားသွားတာလားအဲ့ဒီခိုက်တက်မှာပဲကျွန်တော်အဖေရဲ့ကုမ္ပဏီကနေပြီးတော့ကျွန်တော်ဖုန်းတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်ကျွန်တော်အဖေကအခုဆေးရုံကိုရောက်နေပြီးတော့ရေးပေါ်ခွဲစိတ်နေရတယ်လို့ပြောတယ်ဒါကြောင့်ဆေးရုံမှာခွဲစိတ်ဖို့အတွက်မိသားစုရဲ့ခွင့်ပြုချက်လိုအပ်နေတယ်ကျွန်တော်ဆေးရုံကိုတဟုန်တို့ပြေးလာခဲ့ပါတယ် ကျွန်တော်နဲ့ပပရဲ့ဆက်ဆံရေးကအဆင်မပြေဘူးဆိုပေမဲ့ကျွန်တော်သူ့ကိုတယောက်ထဲတော့ဒီတိုင်းမထားခင်နိုင်ပါဘူး။ဆေးရုံကိုရှောက်သွားတဲ့အချိန်မှာတော့ပပကရှေးပေါ်ခန်းထဲမှာပါ။ဆောက်လို့ရေးဆိုင်ထဲမှာမတော်တဆမှုဖြစ်သွားပြီးတော့သူ့ရဲ့ခြေထောက်ကျိုးသွားတယ်လို့ပြောတယ်။ခွဲစင်မှုကတော့အဆင်ပြေသွားပါပြီ။အခုရိုးရိုးကုသခန်းထဲကိုဆရာဝန်တွေကပြောင်းရွှေ့ပြီးတော့ထားလိုက်ကြပါရစေ။ပရိသတ်တို့တည်လား။ကျွန်တော်ဆေးရုံမှာ BBS ကိုတွေ့ခဲ့ပါရစေ။သူ့အခန်းကကျွန်တော်အဖေရဲ့ဘေးကအခန်းမှာဘေးခန်းထဲကနေဖြစ်သွားတဲ့အချိန်မှာကျွန်တော်သူ့ကိုလှမ်းကြည့်လိုက်ပါရစေ။ ရှင်းနေတဲ့ပုံစံတစ်ခုဆိုပြီးတော့ကျွန်တော်အနီးကပ်ကြည့်လိုက်တော့မှ big piece ဖြစ်နေတာကိုသိလိုက်ရတာပေါ့အဲ့ရပေါ်မှာသူလှဲနေပြီးတော့သူ့ချောက်ကလည်းကြောက်ပတ်တီးကြီးနေဒေါက်တာတဆမှုကကျွန်တော်ဒီနေ့ကချက်ပို့ပြီးတော့အချင်းနေစိုးနေတယ်အဲ့ဒီအချိန်မှာအမျိုးသမီးတယောက်ကဆရာဝန်ကြောက်နေတဲ့အတူ big piece ရဲ့အခန်းထဲကိုဝင်သွားတယ်သူက big piece ရဲ့အမိပဲကျွန်မသားလေးကနောက်တစ်တခါစကိတ်ကိုစီးနိုင်ပါဦးမလားဆရာဒါကိုတော့ဆက်ပြီးတော့စောင့်ကြည့်မှရမယ်ကောင်လေးရဲ့ထိကြိုက်သွားတဲ့ဒဏ်ရာကနည်းနည်းပြင်းနေလေ ပြန်ကောင်းနိုင်ခြေကတိတ်ပြီးတော့တော့မသေးစားအောင်30ရာခိုင်နှုန်းပဲရှိတယ်။တမမမာရဆရာရဲ့ချစ်ချစ်ပြပြီးတော့ကျမသားလေးကိုကဲပေးပါနော်။လောက်ပေါင်ဆရာရဲ့သူကဒီနေ့ကွန်ကွန်ကြီးကြရင်စကိတ်ပဲမဲကိုဝင်ပြိုင်မလို့စီစဉ်ထားတာလေ။သူကအဲ့ဒီပွဲအတွက်နှစ်ပေါင်းမြောက်စွာစူးစမ်းပြီးတော့လေ့ကျင့်လာခဲ့ရတာ။ဒီလိုမျိုးတော့ဒီတန်ကြီးလက်လျှော့လိုက်ဖို့မဖြစ်ဘူးထင်တယ်။ဒါပေမဲ့ကျွန်တော်တို့လည်းပြောဖို့ခက်နေတယ်ဗျ။သူကလမ်းလျှောက်နိုင်အောင်မှကန်ကောင်းတယ်လို့ဆိုရမှာ။ သူစကိတ်တော့မစီးနိုင်ဘူးဆိုရင်တော့ကျမသားလေးတိတ်သွားလိမ့်မယ်ဆရာစကိတ်စီးဖို့ကသူ့ရဲ့အိမ်မဖြစ်နေပြီးတော့သူအမြဲတမ်းခက်ခက်ခဲခဲစူးစမ်းခဲ့ရတာကျမတတ်မှတ်ပါရဲ့ဆရာရယ်ကဲတည်ပြပါအောင်နော်ကျွန်တော်တို့လည်းစွမ်းကုန်စူးစမ်းပြပါပြီကျမတတ်မှတ်ပါရဲ့ဆရာဘီဘစ်ရဲ့အမေကဆရာဝန်ကိုတောက်လျှောက်တောင်းပန်နေပြီးတော့ဘီဘစ်လည်းအရာကနေနိုးလာပါတယ်မိမေရယ်မပြောပါနဲ့တော့လားကျွန်တော်တတ်မှတ်ပါရဲ့ကျွန်တော်စိတ်တွေအရင်ရှုံနေပြီ ဒါပေမဲ့ကလေးရဲ့ကြစ်ကြစ်ဖြစ်ပြီးတော့အမေထွက်သွားပြပါတော့ကျွန်တော်ငိုတန်းတွေကိုမကြားချင်တော့ဘူးကျွန်တော်ကြောင်တောင်ဖြစ်သွားတယ်ကျွန်တော်က BBC ရဲ့အိမ်မက်တွေကိုခိုးယူလိုက်မိတာလားကျွန်တော်မသိတော့ဘူးကျွန်တော်ယူရပြီးတော့လွတ်လိုက်တာကသူ့ကိုလူကြားသူကြားထဲမှာအဆက်ကွဲသွားဖို့အတွက်ပဲလေရှယ်အနည်းငယ်လောက်စိတ်ယုံမှကျွန်တော်သူ့ကိုမျက်နှာချင်းအောင်မဆိုင်ရဲပါဘူးကျွန်တော်ဒါသူ့ရဲ့အိမ်မက်ကိုဖျက်ဆီးခဲ့တဲ့သူဆိုတာကိုသူသိသွားတဲ့အချိန်မှာသူကျွန်တော်ကိုဖားလို့မလဲကျွန်တော်မပြောရဲဘူးလေ နောက်ပိုင်းတော့ကျွန်တော်လည်းပုံမှန်တိုင်းကြောင်းပြန်ပြီးတော့တက်ခဲ့ပါတယ်။ကျွန်တော်ပြန်လာတဲ့အချိန်ထိအမန်ဒါစာကူးချတဲ့အကြောင်းကအားလုံးရှားရဲမှာပြောစမှတ်ဖြစ်နေတော့မှာ။ဒါပေမဲ့သူကတော့ဘာမှမဖြစ်သလိုမျိုးပဲကျောင်းကိုဆက်ပြီးတော့တက်နေတော့မယ်။သူကတကယ်ကိုတန်မာတဲ့မင်္ဂလိတယောက်ပဲ။ကျွန်တော်ကျောင်းကိုပြန်လာတယ်။ကျွန်တော်ရဲ့အိမ်ခန်းမဟုတ်ပေမဲ့ကျွန်တော်အမြဲတမ်းအိပ်ဖို့အတွက် လုံခြုံဆုံးလို့ထင်ရတဲ့နေရာတစ်ခုပေါ့။ဒီ business amateur ရဲ့အကြောင်းကိုတွေးပြီးတော့ကျွန်တော်ဒီရဲ့ပိုင်းနေမှာဘာတွေလုပ်ခဲ့လဲဆိုပြီးတော့ကိုယ့်လုပ်ရက်ကိုပြန်စစ်ဆေးလာမိတယ်။ ခဏလောက်အိပ်ပျော်သွားပြီးတော့အော်ဟစ်တဲ့အတန်ကြီးကြားလာတော့မှကျွန်တော်လန့်လို့လာခဲ့ရယ်။မီးလောင်နေပြီ။မီးရီလောင်နေပြီ။ညံ့ညံ့ပြေးချာ။ညံ့ညံ့ပြေးချာဟဲ့။ကိုရောင်ထဲမှာမီးလောင်နေရပဲ။ညံ့ညံ့ပြေးချာတော့ကျွန်တော်လန့်လို့လာတဲ့ချိန်မှာကျွန်တော်ရဲ့ဘေးပက်ပက်လယ်မှာမီးတွေကဝိုင်းနေရပဲ။တိတ်လိုက်ပါတော့။ဘာဖြစ်လို့ဒီနေ့ကျမှကြားရအချက်ပြမီးတွေကအလုံးမဖြစ်တာလဲ။အရှင်တော့ကဆိုရင်ခဏခဏထောက်အောင်ပြီးတော့အတန်ကျနေကြပဲကို။ ဒီတော့မှကျွန်တော်နားလည်သွားတော့ကအရှင်ဘက်ကကျွန်တော်အချက်ပြမိတွေကိုဖြည့်ဆည်းထားမိတယ်ဆိုတာကိုပါ။ဒါရီအလုံးကကျွန်တော်ရဲ့အပြစ်တွေလား။ကျွန်တော်မိကြရက်ကရှာအောင်လို့ထွက်ဖို့ကြိုးစားရမယ်။ဒါပေမဲ့မိကိုတွေကလောင်ပိတ်ပြီးတော့ကျွန်တော်ဘယ်ကနေထွက်ရမှန်းမသိတော့ဘူး။ချောင်းနဲ့အရင်ကဆိုးလာခဲ့ပြီးတော့ကျွန်တော်ဘာကမှမအောင်နိုင်ဘူး။ကယ်ရပါအောင်။ကျွန်တော်တရားလောက်ကယ်ရပါအောင်။ကျွန်တော်ဇက်တိုက်အောင်နေခဲ့ရယ်။ဘယ်သူမှကျွန်တော်အတန်ကိုမကြားနိုင်ချဘူးထင်တယ်။ကျွန်တော်ဒီမှာပြိမိမနေချင်ဘူး။ ကျွန်တော်မသေးချင်သေးဘူးကျွန်တော်နောက်မှမိဝိုင်းတွေအများကြီးပဲမိတွေကပုတ်ပုတ်ပြီးတော့ကြီးတက်တက်ကြီးလာတယ်။မိကိုခွေတွေကမျက်လုံးတွေနဲ့ထစ်ကိုရောက်လာပြီးတော့ကျွန်တော်အယံကိုမှုန်နေပြီးမျက်လုံးတွေဖွင့်မရတော့ဘူး။အဲဒီခိုက်တက်မှာဂိုရောင်ကတကားပွင့်တဲ့ကိုကျွန်တော်ကြားလိုက်ရပြီးတော့ကျွန်တော်ကိုလာပြီးကဲတင်တဲ့သူကအမန်တာဖြစ်နေခဲ့ပါတယ်။အမန်တာငါ့ကိုကဲပါအောင်။အမန်တာကနှာခေါက်ကိုလက်နဲ့အုပ်ပြီးကျွန်တော်စီကိုပြေးလာတယ်။အဲဒီအချိန်မှာကျွန်တော်အားအယံကုန်နေပြီး မိကိုတွေကတဖြည်းဖြည်းချင်းကျွန်တော်ကိုဝါမြုပ်သွားနေတယ်။အမန်ဒါချက်ချင်းကျွန်တော်ကိုခေါ်ပြီးတော့အပြင်ကိုထုတ်လာတယ်။အပေါင်နာကနေပြီးတော့ကျွန်တော်တို့အပြင်ကိုထွက်တော့မဲ့အချိန်မှာပဲရုတ်တရက်အစာဦးကလှုပ်ခါနေပြီးတော့အပေါ်ကမျက်နှာစက်တသားတန်းကြီးကကျွန်တော်တို့ဘက်ကိုပြုတ်ချလာနေတယ်။အမန်ဒါကျွန်တော်ကိုတွန်းထုတ်လိုက်ပြီးတော့တသားတန်းကြီးကသူ့ဘက်ကိုပြုတ်ချသွားခဲ့တယ်။သူဆက်ပြီးအော်နေတယ်။ကျွန်တော်လည်းအဲ့ဒီနေရာနဲ့အိပ်ပျော်သွားနေတယ်။ကျွန်တော်နူးလာတဲ့အချိန်မှာတော့ကျွန်တော်ဆင်းရုံကနေမှာပါ။ ကျွန်တော်အဖေကဘေးနားမှာဝေးချဲနဲ့အတူထိုင်နေပါတယ်။သူ့မျက်နှာကလည်းအရန်စိုးရိမ်နေတာပေါ့။ဒီလိုမျက်နှာမျိုးကကျွန်တော်အရင်တုန်းကမမြင်ဘူးခဲ့တဲ့မျက်နှာမျိုးပါ။ဒါလေးမင်းရှင်ပြေးရလား။အဖေကကျွန်တော်ကိုစိတ်ပူနေတာလား။အဖေအဖေမှောက်သားပါတယ်။အဖေကမင်းအမေရဲ့မျက်နှာကိုမတွေ့ချင်အောင်ပါ။မင်းကသူ့နဲ့အရန်တူလို့နေရလေ။ဒါကြောင့်အဖေတကယ်တော့တောင်းပန်ပါတယ်။အဖေကတောင်းပန်တာလား။ ။ဖေမင်းပေါ့ကိုမှတ်သားခဲ့ရဆိုရင်လည်းအဖေတပွားလုံးနောက်နောက်ရနေပါမယ်။အဖေခွလို့ပြပါနော်။အဖေသားနဲ့ပြေးလဲအောင်လို့ပြန်ပြီးတော့စူးစမ်းပါမယ်။ကျွန်တော်တည်တည်ရှိရှိခီးကမဆိုင်ခဲ့တာကအဖေနှစ်ပေါင်းမြောက်စွာကြာနေခဲ့ပါပြီ။သူဘယ်လိုတော့မှကျွန်တော်ကိုပြစ်ထားရတာလဲ။ဒါပေမဲ့ဒီလိုစကားမျိုးကြားလိုက်ရတော့လည်းကျွန်တော်ရှင်နဲ့မှအရင်ကဝမ်းသာမိပါရဲ့။ဖော်ထုတ်ရခတ်တဲ့ခန်းစားချက်မျိုးကျွန်တော်ဖြစ်လာတယ်။အဖေရဲ့ဒီလိုစကားတွေကကျွန်တော်အချိန်ကြာကြီးစောင့်စားနေခဲ့ရတဲ့အရာဖြစ်နေမလား။အာ သားကိုကယ်တင်ပေးခဲ့တဲ့ကောင်မလေးကဟိုဘက်ဘီခန့်မှာရှိတယ်။အဖေသားရဲ့ကိုစားသူ့ကိုဂျေဆုတစ်ကပြောပေးထားတယ်။အမန်တာဟုတ်တယ်။သူကျွန်တော်ကိုကယ်ပေးခဲ့တာပဲ။ကျွန်တော်သူ့ကြောင့်ပြီးတော့မလို့ကျွန်တော်ချက်ချင်းစေယုတ်ခန်းထဲကထွက်လာပြီးတော့သူ့ခန်းဘက်ကိုပြေးသွားလိုက်ပါတယ်။သူ့ရဲ့လက်တစ်ခုလုံးကမီးလောက်ကျွမ်းတဲ့ဒဏ်ရာတွေပြည့်နေနေပါတယ်။မင်းစင်ပြေးရလား။ငါစင်ပြေးပါတယ်။နည်းနည်းလေးမီးလောက်သွားရုံပါပဲ။ငါ့ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။ ဘာမှမဖြစ်ပါဘူးဟာငါတို့ကတငယ်ချင်းတွေပဲလေသူကကျွန်တော်တငယ်ချင်းလို့သတ်မှတ်ထားခဲ့တာလားဒါပေမဲ့ကျွန်တော်ကတော့သူ့ပုံကိုအမှားတွေလုပ်ခဲ့တာအမတားငါတောက်မမာတယ်ငါအရှင်းပြပါတယ်ဆိုငါ့ကိုမစိုးရင်ပါနဲ့ဒီလိုဖြစ်သွားတာကမမျော်လင့်တာပဲဖြစ်သွားတာပဲလေတကယ်တော့မျက်စီကိုဆောင်မခိုးချရတဲ့စာရဲ့ပြစ်ပေးလိုက်တဲ့သူကငါပါပဲဟာဟမ်နင်းနင်းလားညပါလို့အတိလို့လောက်ရတာလဲငါနဲ့မနာလို့ဖြစ်လို့ပါ မြင့်မာကပျော်ရွှင်စရာကောင်းတဲ့မိသားစုတစုပိုင်ဆိုင်ထားရလေငါမေကဆုံးဖတ်ကြပြီဒါကိုတော့မှပျော်ရွှင်ကောင်းတဲ့မိသားစုလို့နင်ကပြောသေးတာလားငါတကယ်မသိကြတာပါငါတောင်းမှမရနေခုချက်ချင်းဒီကနေထွက်သွားလိုက်တော့ငါနဲ့တောင်မကြားချင်တော့ဘူးငါမေကိုပေးခဲ့တဲ့ဂတိကိုငါမတီနာအောင်လို့လောက်တာကနေမဲမလားဒါဆိုငါကနင်းကိုဘာဖြစ်လို့ကဲတင်ခဲ့တာပါလဲငါတကယ်တောင်းမှမရဟာအမန်တာကိုကျွန်တော်ရဲ့အမားတွေဝင်ခလိုက်တာကကျွန်တော်တွေ့ပို့ပြီးတော့စစ်သက်သားသွားစီပါတယ် အဲ့ဒီနောက် BBS နဲ့လည်းဆုံပြီးတော့သူ့ကိုလည်းအမှန်တမ်းဝန်ခံဖို့တော်ဆုံးဖြတ်ထားပါတယ်။သူခွင့်မလွတ်လောက်ဘူးဆိုတာကိုကျွန်တော်သိပေမဲ့လည်းကျွန်တော်လုပ်ခဲ့ပါတယ်။သူမိသားစုတွေကကျွန်တော်ကိုရဲတိုင်ခဲ့ကြတာကြောင့်ကျွန်တော်လည်းအခုဆိုရင်အပြစ်ဒဏ်ခံယူရတော့မှာပါ။ဒါပေမဲ့လည်းရော်ကျွတ်တတော့ကျွန်တော်ပေးဖို့ထိုက်တယ်ပါတယ်။ကျွန်တော်ကအဲ့လိုခံတဲ့နဲ့ကောင်းမလေး။ဆောင်မွေးစစ်တဲ့ဆရာကိုလည်းကျွန်တော်သွားတွေ့ခဲ့သေးတယ်။အမန်တပေါ်လုခဲ့တဲ့ကျွန်တော်ရဲ့အပြုမှုကိုသူ့ကိုသွားပြီးတော့ဝန်ခံခဲ့တာပေါ့။ တစ်ချိန်တည်းမှာပဲကျွန်တော်ကြောင်းမှလုပ်ခဲ့တဲ့ပစ္စည်းတွေအတွက်လည်းကျွန်တော်ပြန်ပြီး shop ပို့ဆန်းဖြစ်ထားပါတယ်။အားလုံးပြီးတော့တရားဝင်ကျွန်တော်ကြောင်းကနေထုတ်ခွန်ခဲ့ရပါတယ်။ business နေကောင်းသွားတဲ့အခြေအထိဆေးရုံစည်းတွေကိုတာဝန်ယူဖို့အတွက်ကျွန်တော်အဖေကခံဝင်ထိုးပေးခဲ့ရပါတယ်။ဒါကြောင့်မကျွန်တော်ကိုရဲမတိုင်ဖို့အတွက်သူတို့မိသားစုကဆုံးဖြတ်လိုက်ကြပါတယ်။အမေဒါကတော့သူ့ရဲ့ဆောင်းမွက်ဖြစ်ကူကိုပြန်လည်ရရှိသွားပြီးတော့နောက်ထပ်အခွင့်အရေးကိုစူးစမ်းနေပါတယ်။သူ့ရဲ့ကျင်းနာမှုနဲ့စူးစမ်းမှုတွေကြောင့်နောက်ဆုံးမှာတော့သူ scholarship ကိုရသွားခဲ့နိုင်ပါတယ်။ သူ့အမေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ခဲ့ပြီပေါ့ကျွန်တော်အဖေနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကလည်းပို့ပြီးတော့တိုးတက်လာတယ်ကျွန်တော်တို့နှစ်ယောက်တခြားမျိုးကိုပြောင်းရွှေ့ပြီးနေဖို့အတွက်လက်ဆုံးဖြတ်ထားတာပေါ့ဒီအခွင့်အရေးကကျွန်တော်တို့ပြန်ပြီးတော့အစားကောင်တွေစားဖို့အတွက်အခွင့်အရေးဖြစ်နိုင်တယ်ပြောင်းလဲသွားတဲ့သူတယောက်အနေနဲ့ပိုကောင်းတဲ့သူတယောက်အနေနဲ့ပေါ့ဇလန်လေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့မှလည်းဒီလိုချိန်မှာပြိသက်လေးတို့ကိုစင်ငန်းစာပေးတဲ့ဇလန်လေးတွေကိုတင်ဆက်ပေးနေပါဦးမယ်။ဒါရအေဂျင့်နဲ့နေရာတွေကိုပိုင်ဆိုင်နေကြပါစီနော်။